ေပေးကောက်ကိုပေါ့နော်ဒီလိုမျိုးပုံစံလေးပြပြီဆိုရင်တော့ဒါဖုံးချိန်နဲ့အောင်မြင်သွားပြီဖြစ်ပါတယ်မစ်စုတို့ရောဒီလိုမျိုးပုံစံရပြီလားမရသေးဘူးဆိုရင်တော့အခုဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားပေးမယ်ပြဟုတ်ပါဒီဗီဒီယိုမှာတော့ခေပေးကောက်ကိုပေါ့နော်ကျော်လေးထိုင်းဖုန်းနံပါတ်နဲ့ဖွင့်လာတဲ့သူတွေကပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါဘယ်လိုပြောင်းရမလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာတခြားလေးရှင်းပြပေးထားတာဖြစ်ပါတယ်အဲ့တော့မစ်စုတို့အနေနဲ့ပြောင်းလို့မရခဲ့သေးတဲ့သူတွေရှိရင်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပါတခြားလူတွေလည်းကိုလိုပဲပေါ့နော်အခက်အခဲဖြစ်ပြီးတော့ပြောင်းလို့မရတဲ့သူတွေရှိရင်ဗီဒီယိုလေးကိုပြန်လဲမျှဝေပေးခဲ့ပါအောင်ဗျာ ညီမစင်ကက်တွေမှာယူခြင်းနဲ့ဆိုရင်ကျွန်တော်ထိုင်းနိုင်ငံနေရာနဲ့ပို့ဆောင်ပေးပါတယ် KB ကောင်းနဲ့ပတ်သက်ပြီးသိချင်တာလေးရှိရင်ဗီဒီယိုရဲ့ comment မှာထပ်ပြီးတော့မိလာပြီးလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးသွားကြပါဗျအားလုံးပဲစင်ပြေပါလိမ့်ဗျာကျွန်တော်တို့ဒီအနေနဲ့ပေါ့နော် KB ကောက်တဲ့ကိုသွားမယ်ပြီးရင် phone number ပြောင်းရင်ဆိုတာကိုနှိပ်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ပြောင်းမီကိုနှိပ်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာပြောင်းကျင်တဲ့မြန်မာစင်ကက်ကိုထည့်ပေးရမှာเนาะတကူသတိထားမှာကိုမမြန်မာစင်ကက်ရှိမှရမှာเนาะကျွန်တော်တို့ဒီမှာမြန်မာစင်ကက်ကိုကျွန်တော်ထည့်ပေးလိုက်မှာဖြစ်ပါတယ်ဗျာ အဲကျွန်တော်တို့ထိုင်းမှာဆိုရင်ဖုန်းထဲမှာထည့်တာပေါ့နော်တကယ်လို့ညီမပြေက single ယူတော့မှာဆိုရင်တော့ညီမပြေကလူရဲ့ဖုန်းထဲမှာ OTP လမ်းတောင်းပေါ့နော်ပြီးရင်ကျွန်တော်တို့စတင်မျိုးနှိပ်ပြီးတော့ကိုယ့်ရဲ့မျက်နှာကို second ဖတ်မေးရမယ်နော်အရေးကြီးတာကျွန်တော်တို့ကောက်ပိုင်ချင်းဖြေတာမယ်နော်ကိုယ့်ရဲ့မျက်နှာကိုကို second ဖတ်လိုက်ပါပြီးရင် tp မျိုးနှိပ်မယ်ဆက်သွားမျိုးနှိပ်တယ်ပါနော် okay ဒီနေရာမှာခဏလေးစောင့်ပေးပါပြီးရနဲ့ကျွန်တော်တို့ data ပင်နံပါတ်ရိုက်ထည့်ပေးရမှာဖြစ်ပါရဲ့နော်ကျွန်တော်တို့ပင်နံပါတ်၆လုံးတော့မေးလို့မရဘူးမေးရင်ပြောင်းမရဘူး ပြန်မထည့်ပြီးပြီဆိုတော့ကျွန်တော်ဒီဖုန်းထဲကို OTP message ဝင်မှာပေါ့နော် OTP ကိုကျွန်တော်ဒီမှတ်ကောင်ထည့်ပါပေါ့နော် OTP ထည့်အခါမှာလည်းကျွန်တော်ဒီကုသတိထားမှာ10မိနစ်တွင်ဝင်အောင်ထည့်ပြီနော်ကျွန်တော်10မိနစ်ကြော်ပါမှထည့်ရင်အဲ့ဒါဖြစ်တတ်တယ်နော် Okay ကျွန်တော်ဒီမှာ OTP ထည့်ပေးလိုက်တယ် OTP ထည့်ပြီးရတယ်ကျွန်တော်တို့ဒါအကောင့်အောင်မြင်လာပြီးသွားပြီဖြစ်ပါတယ်နော်ဒီလိုမျိုး message တွေဒီလိုမျိုးပုံစံတွေဝင်ပြီဆိုရင်ဒါအကောင့် chain နဲ့အောင်မြင်ဖြစ်ပါတယ်ဒီလိုဖြစ်တော့ပြီဆိုရင် message တို့အနေနဲ့ကအကောင့်ကိုတစ်ခါ login ပြောင်းရမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီအခု chain နဲ့ phone number နဲ့ ပြန်ဝင်အထံနဲ့အောက်ကဝင်သွားပြည့်ဖြစ်ပါတယ်။အားလုံးပဲဆင်ပြေပါစေ။ကြိုးရှင်ပြန်လည်မျှဝေပေးခဲ့ပါဗျ။ထိုင်ရောက်ပြီးတော့ကျွန်တော်တို့ဒါ KB 3ပြုနေတဲ့မိတ်ဆွေတွေအတွက်ဒီဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပါဒီဗီဒီယိုမှာဘာအကြောင်းအရာပြောမှလဲဆိုတော့ကျွန်တော်တို့မနေ့ကထုတ်ပြန်လိုက်တဲ့ကျွန်တော်တို့ KB ရနေပြီးတော့ဗောနော်ထိုင်ဖုန်းနံပါတ်နဲ့သုံးပြီးတော့မိတ်ဆွေတွေကိုမြန်မာဆင်ကက်ပြောင်းဖို့ကျွန်တော်တို့စားလဆောင်ပို့ထားတယ်ဗောနော်โอเคဒီစားနဲ့ပတ်သက်ပြီးတော့တချို့ကလည်းဒါမယုံဘူးဖြစ်နေဗောနော်ကျွန်တော်မယုံဆိုလို့ရှိရင်ကျွန်တော်တို့ KB ရဲ့ page မစင်ကြမှာကိုယ်တိုင်သွားမေးလို့ရတယ်ကျွန်တော်ကိုယ်တိုင်မေးကြည့်တာလဲ ဟုတ်တယ်ပေါ့နော်သူတို့အတီးပြုတ်ပေးတယ်ပေါ့နော်โอเคအဲ့တော့အပိတ်မှာတော့ကျွန်တော်တို့မတင်ဘူးပေါ့နော်ထိုင်းနိုင်ငံတော်ပဲဖြစ်လာမသိဘာကြောင့်လဲမသိโอเคအဲ့တော့ကျွန်တော်အနေနဲ့တကအမှန်တကယ်ဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကကိုကလက်ရှိထိုင်းမှာပေါ့နော်ခေမီကကိုထိုင်းဖုန်းနံပါတ်နဲ့အသုံးပြုပြီးလည်းပဲတူးလဲအောင်ထားတယ်လက်အကောင့်ထဲမှာငွေတွေရှိနေတယ်ဆိုရင်မြန်မာစင်ကနဲ့ပြောင်းထားဖို့ကျွန်တော်အကြံပေးပါတယ်ပေါ့နော်ကျွန်တော်တို့မှလည်းအရင်ကကျွန်တော်ထိုင်းစင်ကနဲ့ဖောက်တယ်နောက် 就那心里顶不高，甜蜜了就那尼玛性格呢变平淡嘞，心疲了啵喏。但每次我哩伢的故事嘛，变化吧，我好愿就那我搞听我的上上年纪事了啵喏。来之前嘛，话里录阿来数语，就那我哩年年，尼玛性格大概都阿样录阿摆喏，尼玛性格是嘛大点，就那我阿大慈悲在背我，变乌样嘛，偏摆喏，尼玛性格噶嘞，就那慈悲看我跑差古地，那性格偏噶嘛，偏摆喏，尼玛性格噶嘞，就那我睇嘛，数落伊些咪。 အာဆင်ကက်တွေကြောင်းနေသူတွေအများကြီးရှိတယ်နောက်တစ်ခုကမော်ဝယ်ကျင်မှုဆိုရင်လည်းကိုမြန်မာနိုင်ငံမိသားစုဝင်တူရဲဆင်ကက်နဲ့လည်းကျွန်တော်တို့အစားထိုးပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်တကယ်လို့မဲဆီအနေနဲ့ပေါ့နော်ဒီချိပီဇက်ပေးကိုပေါ့နော်မြန်မာဆင်ကက်နဲ့လည်းပတ်သက်ပြီးသိချင်တယ်နောက်အကောင့်တွေဘယ်လိုချိန်ရလဲချိပီဇက်ပေးနဲ့ပတ်သက်ပြီးသိချင်တဲ့အကြောင်းအရာလေးတွေရှိရင်ကျွန်တော်စီမှာအမေးမြန်းလို့ရတယ်ပေါ့နော်မြန်မာဆင်ကက်တွေလည်းကျွန်တော်ထိုင်းနိုင်ငံနေရာနဲ့ပို့ဆောင်ပေးတယ်နော်ချိပီကောင်းနဲ့ပတ်သက်ပြီးတော့အကူအညီလိုရင်လည်းကျွန်တော်စီမှာလာပြီးတော့မေးမြန်းလို့ရမှာဖြစ်ပါတယ် တော့မစိုးနေနေအခုပဲကျွန်တော်တို့ညီမစင်ကက်တီကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ခေပစက်ဘေးကောက်ကိုပြောင်းလဲထားကြပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဗျမစိုးနေနေဘယ်လိုပြောင်းအောင်လဲမသိဘူးဆိုရင်ကျွန်တော်တီဗီတို့ရဲ့ကွန်မန့်မှာမေးလာပြီးလို့ရပါတယ်ကျွန်တော်အတောင်းဆိုတဲ့သူများရဲ့နောက်ဗီဒီယိုမှာကျွန်တော်ပြောင်းလေးကိုတခြားလေးရှင်းပြပေးမှာဖြစ်ပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေဗျ